အားလုံးပဲမင်္ဂလာပါဒီတင်ငန်းစာမှာတော့တရုတ်စကားပြောတွေကိုလေ့လာသွားမှာပါနိုင်ထိုးပေါ့နော်တည်ရင်ဒီရင်ဒါကတော့ကျွန်တော်တို့နိုင်တန်ခွဲပေါ်မှာပေါ့နော်တနင်္လာထိုးနှစ်နာရီထိုးစသဖြင့်အချိန်ကာလကိုဖော်ပြတဲ့အခါမှာသုံးတဲ့မီရှိုဝါပေါ့မျိုးပြစကလုံးလေးတစ်ခုဖြစ်တယ်ပေါ့နော်။ကောင်းပြီ။အဲ့တော့နိုင်ထိုးဆိုရင် เตียนเตียนตนายโทบีอีเตียนเล่ อีเตียนละอีสระก็ติปอเนาะเตียนสระนายเออแล้วอีเตียนဆိုရင်ဒါတနာကြီးလို့ပြောละဒါကတော့အခြေအနေပြောင်းလဲသွားကြအောင်ဖော်ပြအောင်အတွက်သုံးတယ်နောက်စပုတ်လေးဖြစ်တယ်ပေါ့တနာကြီးထိုးပြီဆိုတာကဒါစနစ်ခွဲဓမ္မမဟုတ်စနစ်45အဲ့လိုအခြေအနေရလေဘာကိုပြောင်းသွားလဲတနာကြီးဆိုတဲ့အချိန်ကာလတစ်ခုကိုပြောင်းသွားတယ်ပေါ့အဲ့တော့အခြေအနေပြောင်းလဲကြောင်းဖော်ပြတဲ့အခါမှာလက်စာလေးကိုသုံးပါတယ်ဒါကြောင့်မို့อีเตียนဆိုရင်ဒါတနာကြီး ဣတျံလဆိုရင်တဏှာီထိုးပါပြီလို့ပြောတာအဲ့တော့တဏှာီထိုးပြီဣတျံလဣတျံလအခုတဏှာီထိုးပြီရှန်ဆိုင်ဣတျံလရှန်ဆိုင်စာအခုဒါကတော့အချိန်ပြတဲ့စကလုံးလေးတစ်ခုပေါ့နော်အချိန်ပြတဲ့နံတစ်ခုဖြစ်တယ်အခုတဏှာီထိုးပါပြီရှန်ဆိုင်ဣတျံလရှန်ဆိုင်ဣတျံလအခုတဏှာီထိုးပြီအခုဘယ်နိုင်ထိုးပြီလဲရှန်ဆိုင်ជីတျံလ 现在几点了？ကြည်ဆိုတာကဘလောက်လဲဒါကမေကွန်းနဲ့စာတစ်ခုဖြစ်တယ်ပေါ့နော်ခုနကကျွန်တော်တို့သင်ချာစကားလုံးတစ်နှစ်သုံးလေးတွေကိုမေးတာဗျာနော်အဲ့တော့နံပါတ်3ကိုပြန်ကြည့်ပါဦးနံပါတ်3မှာကျွန်တော်ဒီနေရာမှာကျွန်တော်အဖြေပေါ့တစ်ဆိုတဲ့ကဏ္ဍကိုသုံးထားတယ်ရှင်းစားဤတန်လက်အကယ်၍ဒီနေရာမှာဘယ်နှစ်နာရီလဲလို့မေကွန်းမေးချင်တဲ့အခါမှာဘလောက်လဲဆိုတဲ့မေကွန်းနဲ့စာလေးကိုသုံးပါတယ်ဒါကြောင့်မို့ရှင်းစားကြည်တန်လက်ရှင်းစားကြည်တန်လက်အဲ့တော့ဘလောက်လဲဆိုတဲ့မေကွန်းနဲ့စာလေးတရုံမှာနှစ်ခုရှိ တယ်ပေါ့နော်တခုကချီအခုကျွန်တော်တို့သုံးတဲ့ဟာနောက်တစ်ခုကတော့တောရှောင်းတောရှောင်းအဲ့တော့ချီကကျတော့အများသောအဖြစ်ဒီအချိန်ကာလတွေကိုမေးမြန်းတဲ့အခါမှာအတုံးများတယ်ပေါ့နော်ဒါကြောင့်မို့ဘယ်နှစ်နာရီလဲဘယ်နှစ်လလဲစသဖြင့်မေးတဲ့အခါမှာဘာနဲ့မေးလဲချီချီโอเคအဲ့တော့ဘယ်နှစ်နာရီထိုးပြီလဲဆိုရင်ချီတန်လက်အခုဘယ်နှစ်နာရီထိုးပြီလဲရှန့်ဆိုင်ချီတန်လက်ရှန့်ဆိုင်ချီတန်လက် အခု2နာရီထိုးပါပြီရှန့်ဆိုင်လျံပြန်လွတ်အဲ့တော့နှစ်ကနန်းသုံးတဲ့အခါမှာကျွန်တော်တို့ r နဲ့လျံနဲ့နှစ်ခုရှိတယ်ပေါ့နော်ကောက်ပြီး chain id ပြောတဲ့အခါကျွန်တော်တို့ r နဲ့သုံးလို့မရဘူးပေါ့နော် များသောအားဖြင့်အလျံနဲ့ပဲသုံးတယ်လျံပြန်လို့ပဲသုံးလို့ရှိပါတယ် r ပြန်လို့တော့သုံးလို့မရှိဘူးပေါ့နော်ဒါကြောင့်မို့2နာရီဆိုတော့လျံပြန်2နာရီထိုးပြီဆိုရင်လျံပြန်လွတ် အခု2နာရီထိုးပါပြီ။ရှန်ဆိုင်လျန်တန်လက်ရှန်ဆိုင်လျန်တန်လက်အခု3နာရီထိုးပြီလား။ရှန်ဆိုင်စမ်းတန်လက်မရှန်ဆိုင်စမ်းတန်လက်မစမ်းဆိုတာက3တန်ဆိုနာရီထိုးပေါ့နော်။စမ်းတန်ဆိုတာ3နာရီစမ်းတန်လက်ဆို3နာရီထိုးပြီ။အခု3နာရီထိုးပြီလား။ရှန်ဆိုင်စမ်းတန်လက်မရှန်ဆိုင်စမ်းတန်လက်မ 3နာရီလား4နာရီလား3点 high shit 4点အဲ့တော့ high shit ဆိုတာကဒုမဟုတ်ဒါမှမဟုတ်ပေါ့နော် English တို့ဆိုရင် or or နဲ့တူတယ်ပေါ့အဲ့တော့ဒါကစကားဆက်တစ်ခုဖြစ်တယ်သူကဘာအတွက်3နာလဲဆိုတော့အเจ้าရနှစ်ခုဒါမှမဟုတ်3ခု4ခုတည်းရတယ်ရွေးချယ်ခိုင်းဖို့အတွက်3နာ သူ့ကိုတုံထားတဲ့အခါမှာကျွန်တော်ကလာလာဆိုတဲ့မိကုံးပုံစံဖြစ်သွားတယ်ပေါ့နော်မိကုံးနဲ့ပတ်သက်တာတခြားမားတို့ဘာလို့ထက်သုံးစရာမလိုဘူးဒီစကလုံးကိုတုံလိုက်တာလေသူကမိကုံးပြောင်းသွားတယ်ပေါ့သူကဒီနှစ်ခုတည်းကဟိုဟာလားဒီဟာလားဆိုပြီးတော့ရွေးချယ်ခိုင်းတာပေါ့နော်စန်ဒီယန်၃နာရီဟိုင်းရှစ်ဓမ္မမဟုတ်စစ်တန်၄နာရီဒါဆိုရင်ဘာသာပြန်တဲ့အခါမှာ၃နာရီလား၄နာရီလား၃နာရီထိုးတာလား၄နာရီထိုးတာလားပေါ့နော်စန်ဒီယန်ဟိုင်းရှစ်စစ်တန်စန်ဒီယန်ဟိုင်းရှစ်စစ်တန် 3နိုင်ထိုးလာဒါမှမဟုတ်4နိုင်ထိုးလာပေါ့အခု9နိုင်နော်ဟုတ်တယ်ဟော现在5点了对不对现在အခု ဝိုးတရန်စာ9နာရီထိုးနော်ဝူက9တရန်နာရီထိုးလှက်စာပြီအခု9နာရီထိုးနေပြီတဲ့တွေ့ဖို့တွေ့တွေ့ဆိုတာကဟုတ်တယ်မှန်တယ်ဆိုတဲ့အတိတ်ပဲပေါ့နော်ပို့ထွေးစာမဟုတ်ဘူးအဟုတ်နဲ့အငင်းနဲ့တွဲထားရင်လာမေကုန်းဖြစ်တယ်ဟုတ်လားကျွန်တော်မြန်မာလိုဆိုတော့ဟုတ်တယ်ဟုတ်အန်ဒီလိုမျိုးလေးပြောတာပေါ့တော်တေချအောင် confirm ပြန်လုပ်တဲ့သဘောလေးပေါ့နော်အခု9နာရီနော်ဟုတ်တယ်ဟုတ်ရှင်းဆိုင်ဝိုးတရန်လှက်တွေ့ဖို့တွေ့ရှင်းဆိုင်ဝိုးတရန်လှက်တွေ့ဖို့တွေ့ အခု6နာရီမဟုတ်ဘူးလား။现在是不是6点？是ဆိုတာကဟုတ်တယ်။ပိုရှစ်ဆိုတာမဟုတ်ဘူး။အဲ့တော့အဟုတ်နဲ့အငင်းနဲ့တွဲထားရင်ဟုတ်ပါသလား။မိကုံပြောင်းလို့နော်ဟုတ်ပါသလား။အဲ့တော့ရှစ်ဖို့ရှစ်ဆိုမဟုတ်ဘူးလား။ဒီလိုပြောတာ6点ဆိုတာ6နာရီထိုးပေါ့နော်။အခုက6နာရီထိုးမဟုတ်ဘူးလား။现在是不是6点？现在是不是6点？9နာရီတော့ထိုးနေပြီ။ 都七点了，都七点了。然后你把都说了，我就拿到马路把它变了，可能来到马。都七点了，高米，哎呀，都说的是个老六，把皮路贴东他来耍的表表们哦。眼盘眼看嘛，都个叫做 complain 的他的，blame 他的，有破表的都难不呢？ အဲတိုးဆိုတာကကျွန်တော်တို့ advert တစ်ခုအနေနဲ့သုံးတယ်အားလုံးသိပါလေ။ तू ကဘာသာပြန်တဲ့အခါမှာအားလုံးဆိုပြောပြောလေ။အများကိန်းနေမှာသုံးလို့ရှိတယ်များတော့ပြီ။ woman ဆိုရင်ငါတို့ woman တိုးဆိုရင်ငါတို့အားလုံးအဲ့လိုသုံးတယ်။အဲ့တော့တိုးရဲ့နောက်ထပ်သုံးတဲ့ပုံစံတစ်ခုကတော့ down မပေါ့။ तू က complain လုပ်တာတွေ blame လုပ်တဲ့အတိတ်ပဲတွေကိုပေါ်လင်အောင်ဖော်ပြအောင်သုံးတယ်။ဥပမာ9နာရီတောင်ထိုးနေပြီဆိုရင်ဆိုလိုတာတော့ဗျာအဲလူတစ်ယောက်ကအိတ်မယ်ပေါ့ဗျာအိတ်နေတယ်ပေါ့ပုံမှန်ဆိုရင် तू က9နာရီတည်းထားရမှာပေါ့နော်။ဒါပေမဲ့ तू ကအိတ်နေရအခု9နာရီထိုးသွားအဲ့ ခါကျသူ့ရဲ့အမေကသူ့ကိုလာဆူတာပေါ့နော်ပြီး9နာရီတော့ထိုးနေပြီးဂုတိမထားသေးဘူးလားဘာညာပေါ့အဲ့ချိန်မှာသူက9နာရီထိုးနေပြီးတော့ဘာဖြစ်ပြီးပြောလဲဆိုတော့ complain ပုံစံမျိုး blame ပုံစံမျိုးသူ့ကိုအပြစ်တင်ခြင်းနဲ့လေတံနဲ့ပြောလိုက်တာနိုင်မှာ9နာရီထိုးတဲ့အကြောင်းကိုတင်ပြတာမဟုတ်နော်မင်းအိတ်နေတာကထားတဲ့အခြေကိုရောက်နေပြီထားတဲ့အခြေထက်တော့မင်းပို့ပြီးတော့အိတ်နေပြီဆိုပြီးတော့ဒီ9နာရီထိုးတာကိုအကြောင်းပြပြီးတော့သူ့ကိုအပြစ်တင်တာ ဘောပါလားအဲ့လိုပြောချင်တဲ့အခါမှာကျွန်တော်တို့တုံးဆောင်ထည့်ပေးတယ်ဟုတ်ပြီနော်ဒီနေရာမှာ blame လုပ်တာอืมအဲ့လိုပုံစံမျိုးနဲ့တုံးတယ်ပေါ့နော်อืม complain တက်တာဒီလိုပုံစံမျိုးပေါ့အဲ့တော့ခုနှစ်နာရီတောင်ထိုးနေပြီတိုးချီးတန်လတိုးချီးတန်လဥပမာနောက်တစ်မျိုးเนาะအခြေအနေလေးတစ်ခုကျွန်တော်နမူနာလေးတစ်ခုပေးမယ်ကျွန်တော်ကတငယ်ချင်းနေနဲ့ချိန်ထားတယ်ပေါ့ဗျာတငယ်ချင်းနေနဲ့6နာရီခွဲအရောက်ဆိုပြီးချိန်ထားတယ် ဟုတ်ပြီနော်တငယ်ချင်း9ယောက်ပေါ့ဗျာအဲ့ချိန်မှာ6ယောက်ကရောက်နေပြီ9နှစ်ထိုးနေနောက်တစ်ယောက်ကမလာသေးသူ့ကိုစောင်းရင်းစောင်းနေဗျာ9နှစ်ထိုးနေပြီအဲ့ခါကျတော့ကိုကမလာသေးတဲ့တယောက်ကိုဒီ9နှစ်ထိုးတာကိုအကြောင်းပြပြီးသူ့ကိုအပြစ်တင်တော့မယ်ဒီကောင်ကွာ နင်းနင်းနာကိုထိမရောက်သေးဘူး9နာရီတော့ထိုးနေပြီငါတို့စောင့်နေရတာနာယူဝတ်တော့ကြာနေပြီဘာညာစားသဖြင့်ပေါ့ဗျာအဲ့လိုပုံစံမျိုးပြောချင်တဲ့အခါမှာလဲတိုးချီးတယ်လား9နာရီတော့ထိုးနေပြီဒါဟိုဘက်ကမလာသေးတဲ့လူကိုအပြစ်တင်ခြင်းလို့ပြောလိုက်တဲ့သဘောအဲ့ချိန်မှာကျွန်တော်ကချီးတယ်လားလို့ပြောနေမလုံတော့ဘူးနော်တိုးစာလေးကိုထည့်သုံးပြရတယ်အဲ့ဒါမှအပြစ်တင်တဲ့လေတန်းပေါက်တယ်အဲ့လိုမထဲဘဲနဲ့ချီးတယ်လားဆိုပြီးပြောလိုက်ရင်9နာရီထိုးပြီသူကသူ9နာရီဖြစ်လို့9နာရီလို့ပဲပြောတာဒါက ထုတ်ဖို့တင်ပြတဲ့သဘောပဲเนาะဒီအဖြစ်ပြဒီအခြေဒီ9နာရီဖြစ်လို့9နာရီလို့ပြောတာဒါပေမဲ့တိုးလို့ပြောထားလို့ရှိရင်အဖြစ်တင်လိုက်တာဟုတ်ပြီเนาะအဲဒါလေးတခုသတိထားเนาะ3ဝန်3နေအစ်တလေးပေါ့မင်းကြည့်လိုက်အခု7နာရီထိုးပြီနေခန့်ရှင်းဆိုင်ပါတင်လော့你看现在八点了，哎，那你看啥明记来的？个哪一类哦？人牛投票也标了不？哪一？等个哪一都跑了不？喏，明记三码的，可是哪一投票的？ โอเคရှင်ใจปาเดียนละมิจิไลအခု7နာရီထိုးပြီးနေခန့်ရှင်ใจปาเดียนละအခု9နာရီခွဲပါရှင်ใจจิโอเดียนปั่นละ ဟုတ်ပြီနော်ရှန်ဆိုင်စာအခုကျိုးတရံစာ9နာရီဒီမှာဗာလေးပို့သွားလဲဆိုတာပန့်ပန့်ဆိုတာတဝက်ကိုပြောတာဗျာ9နာရီနဲ့တဝက်ဆိုတာ9နာရီခွဲတာကိုပြောတာနော်အဲ့တော့ကျွန်တော်တို့မြန်မာလိုဆိုတော့9နာရီခွဲစပြန်နာရီဝက်တွေကိုပြောချင်တရုတ်ကတရံရဲ့နောက်မှာဗာလေးထည့်ပြီးလဲပန့်စာလေးထည့်ပြီးဒီနာရီရဲ့နောက်တဝက်ရဲ့ပေါ့နော်အဲ့တော့ကျိုးတရံပန့်စာ9နာရီခွဲလက်ဒါကတော့အချိန်နေပြောင်းလာကြောင်းကိုဖော်ပြတာနော်လက် ပြီဆိုတဲ့အတိပဲအဲ့တော့9နာရီခွဲပြီပေါ့အခု9နာရီခွဲပါအခု9နာရီခွဲနေပြီရှင်းစာ9တန်ပန်လက်ရှင်းစာ9တန်ပန်လက်စနေရီဆုံကြမယ်10တန်ချက်ရှိတဲ့ချက်ချက်ဆိုတာကတွေးဆုံတာเนาะတယောက်နဲ့တယောက်တွေးဆုံကြတာကိုချက်လို့ခေါ်တယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့အချိန်တွေထည့်သုံးလို့ရတယ်များသောအားဖြင့် textbook တွေထဲမှာဘာတွေတွေးဘူးလဲချက်နဲ့ပတ်သက်ပြီး ส่งจ๋าเลยบอกไปแล้วหน้ามาส่งจ๋าเลยဆိုဘယ်လိုပြောလဲစိုက်ချက်စိုက်စာလေးနဲ့တော့တယ်နောက်တစ်ခုမနှက်ပြန်ส่งจ๋าเลยဆိုမြင်ထျန်းချက်ဟုတ်ပြီเนาะမြင်ထျန်းချက်ဒီမှာအဲ့တော့ကျွန်တော်တို့ကနာယိုလဲပြောလို့ရတယ်မနှက်ပြန်တို့တပတ်ခါတို့အပြင်နာယီပါပြောလို့ရတယ်ဥမာ10နာရီส่งไปแล้ว10点ချက်ဒီလိုမျိုး10နာရီမှာပြန်ส่งจ๋าเลย10点ချက်10点ချက်7နာရီထိုးနေပြီထမင်းစားကြဆို11点了吃饭吧11点了 吃饭吧，十一点了，十点哪一六啥逼？好比呢，十点哪一头一点？吃饭吃啊啥了？饭啊，他们爸，大家都把包脑家属带动了，减肥大妈多的，他说十点哪一头皮，他们啥家属十一点了，吃饭吧，十一点了，吃饭吧。 阿库，森奶奶托你皮。现在十二点了。现在咋？阿库十二咋森呢？哦，十二安呢？十二怎森呢？点哪一头了皮？阿库森奶奶托那边，现在十二点了现在咋阿库十二咋森呢哦十二安呢十二怎森呢点哪一头了皮阿库森奶奶托那边，现在十二点了。没本奶奶哎呀他嘞，你几点起床？ နေ့7点起床ကြီးဆိုတာဘလောက်လဲပေါ့နော်ဒါကအချိန်နိုင်တွေကိုမေးတဲ့အခါတုံးတဲ့မေကွန်းနှစာတစ်ခုဖြစ်တယ်ပေါ့အဲ့တော့ကြီး点ဆိုဘယ်နှနိုင်ထိုးမှာအဲ့တော့ဒီအချိန်ကာလပေါ့နော်အချိန်နိုင်တွေကိုဖော်ပြတဲ့စကလုံးတွေစကစုတွေက ဒီ birthday ရဲ့ရှေ့မှာပေါ့နော်ကရိယာဝိတ္တနာပုတ်စုအနေနဲ့ထူပြူတယ်ပေါ့ဒါကြောင့်မို့သူတို့အရင်ပြောရအောင်နော်ဘယ်နှနာကြီးအဖြေဆိုလဲတနားနှစ်နာရီသုံးနာရီစတဲ့ပြီးတော့မှ fact ကိုတော့လဲချီချွမ်းစာအရာထားတာချီချွမ်းအရာထားတယ်အဲ့တော့မေးဘယ်နှနာကြီးအရာထားလဲညကြီးတန်ချီချွမ်းညကြီးတန်ချီချွမ်းအဲ့တော့အဖြေလေးပြန်ဖြေမယ်ဝါဝူတန်ပန့် ခြေခွာဝူကငါတရံနိုင်တို့ပန့်ပန့်စာတဝက်တဝက်စာဒီမှာခွဲပေါ့မြန်မာလိုဆိုတော့ခွဲเนาะအဲ့တော့ဝူတရံပန့်ဆိုရင်ငါးနိုင်ခွဲခြေခွာအရာထားတယ်ငါကငါးနိုင်ခွဲအရာထားပါတယ်ဝါဝူတရံပန့်ခြေခွာဝါဝူတရံပန့်ခြေခွာရှင်းနိုင်တော့ထိုးနေပြီအိယာထချိန်တန်ပြီတိုးပါတရံလက်ကိုင်းခြေခွာလက်တိုးပါတရံလက် 该起床了。အဲ့တော့ဒီမှာ those ပါလဲ complain တက်ဖို့အတွက်သုံးထားတာเนาะအပြစ်တင်ဖို့အတွက်သုံးထားတာเนาะอืม complain တို့ blame တို့ ပါတရန်လဆာ၈နိုင်ထိုးပြီအဲ့တော့တိုးပါတရန်လ၈နိုင်တော့ထိုးနေပြီအဲ့တော့သူကနောက်ကဘာဆက်ပြောလဲကိုင်းချီထွန်းလကိုင်းစာရင်ကိုင်းရဲ့အတူကောက်ပဲတင့်နာကိုပြောတာချီချွန်းစာအိပ်ရထားတာအဲ့တော့ကိုင်းနဲ့လနဲ့တွေ့တာတခုကိုလှုပ်ဖို့အချိန်တန်နေပြီလို့ပြောတာကိုင်းချီထွန်းလဆိုတာအိပ်ရထားချိန်တန်နေပြီအိပ်ရထားချိန်ရောက်နေပြီဒီလိုပြောတာဥပမာကိုင်းချီဖန်လဆိုတမင်းစားချိန်ရောက်နေပြီဒီလိုမျိုးတွေပြောတာပေါ့โอเคအဲ့တော့၈နိုင်တော့ထိုးနေပြီအိပ်ရထားချိန်တန်နေပြီတိုးပါတရန်လ 该起床了，都八点了，该起床了。美那也没得啥啥嘞，你几点吃早饭？ နေမင်းကချီးတဲ့ဘယ်နှစ်နိုင်ထိုးမှာတဲ့ချီးစားတဲ့ကြောင်ဖန်းစာမနှက်စာအဲ့တော့မနှက်ဆော့ဆော့ကကြောင်ဖန်းကသမင်းဒါဆိုရင်ကြောင်ဖန်းဆိုရင်မနှက်စာပေါ့နော်အဲ့ဒါကစားချင်းခံရတာဖြစ်တယ်ဒါကြောင့်စားတဲ့ဆိုရယ်ဖက်ဖြစ်တော့မှာကံပုတ်အနေနဲ့သုံးထားတယ်ပေါ့ချီးကြောင်ဖန်းမနှက်စာစားတယ်အဲ့တော့မင်းပဲနှစ်နိုင်မနှက်စာစားလေညချီးတဲ့ချီးကြောင်ဖန်းညချီးတဲ့ချီးကြောင်ဖန်း 可能哪一十二、啊、嘛，没得啥啥的。七点十五吃早饭。七点可能哪一十五是十二米的喏，那个分的吧，你们太累呀嘞。七点十五可能哪一十二太一表了呀？他句话嘞，七点十五分属于那个分的太表了呀嘞，呀嘞，那地点表没？他、嗯嗯、说七点十五可能哪一十二嘛吃啥吧嘞？早饭啥没那啥？七点七点十五吃早饭，七点十五吃早饭。 9:55မှာမနက်စာစားတယ်အဲ့တော့55မိနစ်ကိုနောက်တစ်မျိုးပြောင်းပြောလို့ရတယ်ဗျအဲ့ဒါဘာလဲဆိုတော့ e ခ ခဆိုတာကနာရီတွေမှာ၄ပုံတစ်ပုံပြောတာเนาะတို့အင်္ဂလိပ်မှာဆို quarter နဲ့တူတယ်လေအဲ့လိုမျိုးဆိုရင်ခလို့ပြောတယ်အဲ့တော့ e ခစာ၄ပုံတစ်ပုံပေါ့နာရီတနာရီမိနစ်60ရဲ့၄ပုံတစ်ပုံကိုညွှန်တာခါနော်ဒါကြောင့်မို့ e ခစာ15မိနစ်လို့တို့ကပြောတယ်အဲ့တော့ချီးတဲ့ e ခဆိုရင်9:15မှာ6:00မှာချင်းစားတယ်ကြောင်ဖန်းစားမနေစားအဲ့တော့9:15မှာမနေစားစားတယ်7:00ကြီးခ6:00ကြောင်ဖန်းဒါဆိုရင်ခုနကနံပါတ် 20မှာပဲပေါ့နော်15ကိုနောက်တစ်မျိုးပြန်ပြောကြည့် show show ဆိုတာ15ပဲ7点15ဒါဆို7点15နဲ့7点1ခွနဲ့ဘာကွာလဲဆိုတော့ဘာမှတော့မကွာဘူးဒါပေမဲ့စကားပြောပုံစံဒီမှာကျတော့1ခွကိုပို့ပြီးတော့သုံးတာများတယ်ပေါ့အသုံးတွင်ကျတာပေါ့နော်ဒါလေးကိုကြည်ထားပေါ့နော်အဲ့တော့9:15မှာမနေ့စာစားတယ်7点1ခွ7早饭 ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ Chinese for our website e-learning membership program လေးကျူဆိုပါရစေကျွန်တော် website မှာအမှန်တကယ်ဝင်ထားရုံနဲ့တရုတ်စကားပြောအရေးဖတ်အတန်ထွက် တတညံဆန်းတွေနဲ့ HSK သင်္ကန်းစာတွေကိုခါမဲ့လေ့လာခွင့်ရမှာပါလေ့လာခွင့်ရရှိမဲ့ကိုစစ်အတွက်80ကျော်ဖြစ်ပြီးတော့ဒီထဲမှာဗီဒီယိုသင်္ကန်းစာစုစုပေါင်း1600ကျော်ပါဝင်ပါတယ်သင်ကြားနည်းစနစ်တွေနဲ့လေ့လာခွင့်ရရှိမဲ့နမူနာသင်္ကန်းစာတွေကိုတော့ကျွန်တော်တို့ရဲ့ website စာမျက်နှာမှာအလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ပါတယ် website နဲ့ပတ်သက်တဲ့ challenge တွေကိုတော့ Chinese for all page messenger ကနေ message ပေးဖို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျအခုသင်္ကန်းစာလေးကိုဆက်လေ့လာကြရအောင် မင်းဖက်နှနာရေးအလုတ်တက်လေညချီတန်ရှမ်ပန်းရှမ်ပန်းစာအလုတ်တက်တာเนาะအလုတ်ကိုသွားပြီးအလုတ်လုတ်တာရှမ်ပန်းလို့ခေါ်တယ်အဲ့တော့ချီတန်ဘယ်နှနာရေးထိုးမှာရှမ်ပန်းအလုတ်တက်တယ်မင်းဘယ်နှနာရေးအလုတ်တက်လေညချီတန်ရှမ်ပန်းညချီတန်ရှမ်ပန်းအဲ့တော့ပြန်ဖြေမယ်ပေါ့ဝါချီတန်ရှမ်ပန်း ကျိုးစာကိုနော်တင်နိုင်တို့ကျိုးတင်ကိုနိုင်တို့မှာရှမ်ပန်းအလုပ်တရရတယ်။ငါကကိုနိုင်မှာအလုပ်တရရတယ်။ဟောကျိုးတင်ရှမ်ပန်းဟောကျိုးတင်ရှမ်ပန်းမေပန်နာရဲ့အလုပ်စင်းလေညီချီတင်ရှမ်ပန်း နေ့7点下班下班စာအလုံးစင်တာပေါ့နော်下班အလုံးစင်တယ်下班အဲ့တော့7点ဘယ်နှနာရီတို့မေးဘယ်နှနာရီအလုံးစင်လဲနေ့7点下班နေ့7点下班အဲ့တော့ပြန်ပြေမယ်ရှာဝူ5:00ရှာပန်းရှာဝူဆိုတာညနေပိုင်းပေါ့နော်ညနေပိုင်း ဝူတျံဝူဟာငါတျံကနာရီထိုးအဲ့တော့ရှောက်ဝူဝူတျံစာညနေ9နာရီထိုးမှာရှာပန်းအလုတ်စင်တယ်ညနေ9နာရီထိုးမှာအလုတ်စင်ပါတယ်ရှောက်ဝူဝူတျံရှာပန်းရှောက်ဝူဝူတျံရှာပန်းမေးပဲ2နာရီနေလဲစာစားလေ 你几点吃午饭？午饭你来跟我表达，饭啊他没，然后午饭啥你来啥？但啥今看那片的叫啥嘞？吃是不是发现嘛？干部你呢都是他的包，然后没变的哪一你来啥啥嘞？你几点吃午饭？你几点吃午饭？变皮没？十的哪一你在阿妈你来啥啥嘞？十一点四十五吃午饭。 十一点十点咯，十二的十一点十点点哪一？十一点十的哪一？四十五四个零，十个的十五个啊。按照四十五十零三啊，那个分啊没太着不喏，四十五分零三啊们分没太着。OK，吃啥吧嘞？午饭你来啥？按照十点哪一零三啊？你来啥啥嘞？十一点四十五吃午饭。十一点四十五吃午饭。 ။ကောင်းပြီအဲ့45မိနစ်ကိုနောက်တစ်မျိုးပြောင်းသုံးမယ်။အဲ့ဒါကဘာလဲဆိုစမ်းခစမ်းခအဲ့တော့ရှေ့မှာကျွန်တော်တင်လိုက်တယ်ခဆိုတာကဘာလဲမိနစ်60ရဲ့၄ပုံတစ်ပုံ15မိနစ်ကိုညွှန်တာအဲ့တော့15မိနစ်ကိုခလို့ပြောရင်သူ့ကိုသုံးနဲ့မြှောက်လိုက်စမ်းစာသုံးလေ15သုံးလေစမ်းကသုံးခက15အဲ့တော့စမ်းခဆို15သုံးလေ45ပေါ့နော်အဲ့တော့ခသုံးခါပေါ့ကွအဲ့တော့ကျွန်တော်ကဤခဆိုရင်15မိနစ်စမ်းခဆိုရင်ခကိုသုံးခါ15သုံးခါ45ပေါ့စမ်းခ45မိနစ်နော် 啊、哦，第六表来压嘞，按照十一点三克。 吃午饭，十一点三刻吃午饭，十点零三五分嘛，你来咋啥嘞？但是一个人那三阿个编辑来吧嘞，四十五，按照十一点四十五吃午饭，按照四十五了表啊呢，阿个表面三刻呢八卦来说，爸妈都没挂哦。特别咩 native speaker 嘞，按照三刻是嘞，都好，中间直接不懂的系列，大家打理来买淘宝喏。OK，按照十点零三五嘛，你来咋啥嘞？十一点三刻吃午饭。 十一点三刻吃午饭。明白的啦，人家是啥嘞？你。你 几点吃晚饭？晚饭在念啥不表呢？晚啊，念晚饭啊，他们念啥不？晚饭吃在啥嘞？按照几点吃晚饭？等等哪一念啥啥嘞？你几点吃晚饭？你几点吃晚饭？没在那哪一念啥啥嘞？按照这朝编皮记们咯，六点二十吃晚饭。六点是哪个不老嘞？敲哪？六啊六啊敲点啊哪？六点敲哪？二十。 二三年十月的时候，那是二十，那个明年没听到哦，他也表示六点二十，乔纳那是六点二十，吃啥吧嘞？晚饭，伢啥？然后乔纳明年那是伢啥啥嘞？六点二十吃晚饭，六点二十吃晚饭。今天是为本的哪一啥么嘞？今天会议几点开始？今天会议。 几点开始？啊，然今天的那会议是啊，C 位不？那的那 C 位，今天会议开始是啊，三点呢？ဒါက vet တစ်ခုဖြစ်တယ်အဲ့တော့အခြေုံမေးတဲ့မိကုံတွေက vet ဖြစ်ရှိမှာအထူးပြုတယ်ကြီးတန်ခိုင်းရှေဘယ်နှစ်နာရီစမလဲပေါ့ကြီးတန်ခိုင်းရှေ Okay အဲ့တော့ဒီနေ့ဘယ်နှစ်နာရီဒီနေ့စီဝေးဘယ်နှစ်နာရီစမလဲချင်းတန်会议ကြီးတန်ခိုင်းရှေချင်းတန်会议ကြီးတန်ခိုင်းရှေအဲ့တော့ပြန်ဖြေလို့ရတယ်ချင်းတန် 会议，sorry，会议中午一点开始。会议 C V 噶的，中午啥你来吧一一呢，一点啥在那一头完了，一点在那一头，一点在那一头嘛开始啥的。按照第八篇是嘛呗，七十个数，七十个数啥？中午说的，七加了八千，一点说的但哪一。 အတွဲပေါ့နော်ဒီနှစ်ခုရောစကစုလေးတစ်ခုရောဖက်ဖြစ်ရှေ့အထူးပြုထားတယ်ဒါကြောင့်မို့ကျုံးဟိုအီတန်စာနေ့လယ်တနာရီမှာခိုင်းရှေ့စမယ်ပေါ့အဲ့တော့စီဝေးကနေ့လယ်တနာရီစမယ်ဟွေရီကျုံးဟိုအီတန်ခိုင်းရှေ့ဟွေရီကျုံးဟိုအီတန်ခိုင်းရှေ့ရုပ်ရှင်ဘယ်နှနာရီစမလဲတည့်ရင်ခြေတည့်ရင်ခိုင်းရှေ့အော်ဒီမှာကျတော့ရုပ်ရှင်တည့်ရင် 变形游戏เนาะอ่าဒါက subject အနေနဲ့သုံးထားတယ်စတာခိုင်းရှင်ပေါ့โอเคဒါက verb အဲ့တော့အခြေလေးကတော့ verb ဖြစ်ရှိမှာအထူးပြုပေးမိမယ်အဲ့တော့ရုပ်ရှင်ဘယ်နှနာရီစမလဲပြည့်ရင်ခြေတန်ခိုင်းရှင်ပြည့်ရင်ခြေတန်ခိုင်းရှင်အဲ့တော့ကျွန်တော်ပြန်ဖြေမယ်ရုပ်ရှင်ကနေ့လယ်နှစ်နာရီမှာစမယ်ပြည့်ရင်中午两点开始，电影。 中午两点开始，按照中午你来呗。两点，两是那个你那点,点,、啊点,啊点,啊、点哪哪嘛，二楼么多喏。你到边那一头的边二点了，东开的。两点了喂，对你姐姐东家来不？按照两点所以那一头嘛开始上麦不？有些人啊，你来那一上麦。电影中午两点开始，电影中午两点开始。 ကောက်ပြီဒါဆိုပြီးတဲ့ဟာလေးမေးမယ်ရုပ်ရှင်ဘယ်နှနာရီမှာပြီးမှာလဲတည့်ရင်ခြေတည့်ခြေရှုခြေရှုဆိုပြီးဆုံးတာခြေရှုမရုပ်ရှင်ပြီးတော့တာအစည်းဝေးပြီးတော့တာအလုပ်တစ်ခုပြီးတော့တာဒါဆိုခြေရှုပေါ့နော်အဲ့တော့ခြေတည့်ဆိုဘယ်နှနာရီထိုးမှာခြေရှုပြီးဆုံးမှာလားပြီးဆုံးပါလေပေါ့သူက verb ဖြစ်တယ်လေဒါကြောင့်မို့အချိန်စကားစုကသူရဲ့ရှိရပဲအထူးရဲ့ကြီးတန်ကျရှုရုပ်ရှင်ဘယ်နှနာပြီးမှလဲတည့်ရင်ကြီးတန်ကျရှု 电影几点结束？变皮没？电影下午四点结束。好不呢？按照下午人礼拜四啊里，点哪一头里哪一四点结束，不嘛？然后有些个人里里哪一把皮没？电影下午四点结束。电影下午四点结束。没有别人那一类似多么嘞？ 你们几点去机场？机场咋理解？机场，OK，阿妹喏，飞机场都考了，飞出来等那个特殊些啊，没路，大家不机场都白表吗？好比喏，去多嘞，去机场，理解多嘞，去机场，哎喏。点几点啥变成哪一头？大家 verb 写写啊，读不读啊？喏，对吧？你们啥 subject？OK，那说了些，你们几点去机场？你都变成哪里？你谁多嘛嘞？ 你们几点去机场？你们几点去机场？变皮大包，我都都拿一块嘛，你谁多没？我们三点半去机场。我们三点半去机场。OK，哎哟，三个到点个哪一到哪一头？半个到外包，然后到外啥块？好不呢？哎哟，哪一位？ နာယီဝက်စာသူ့ရဲ့နောက်မှာခွဲလို့မြန်မာလိုပြောချင်ပန့်မယ်သုံးမယ်ပေါ့စန်းတည်ပန့်၃နာရီခွဲမှာခြွေသွားမယ်ကြီးချာလေးစိတ်ကိုအဲ့တော့ငါတို့က၃နာရီခွဲမှာလေးစိတ်သွားမယ်ဝါမန်စန်းတည်ပန့်ခြွေကြီးချာဝါမန်စန်းတည်ပန့်ခြွေကြီးချာမင်းဘယ်နှနာရီအိမ်မှာရှိမလဲညခြေတည်ဆိုင်ချာ နေချီတန်ဆိုင်ကြာအဲဆိုင်ကတနေရာမှာရှိတယ်ကြားစာအိမ်အဲ့တော့ဆိုင်ကြားစာအိမ်မှာရှိတယ်အေးရရှိချင်းခံတဲ့နေရာเนาะဒါကြောင့် verb ဖြစ်တော့မှာကံပုတ်အနေနဲ့သုံးတာဆိုင်ကြားအဲ့တော့အချိန်ပြမေးတဲ့စကားလုံးစကားစုအောင်တည်တဲ့အတိုင်း verb ဖြစ်ရှိရနေပဲအထူးပြုပေးရတယ်ဒါကြောင့်ချီတန်ဆိုင်ကြာဒီလိုပြောတာမေးပဲနှစ်နာရီအိမ်မှာရှိမလဲနေချီတန်ဆိုင်ကြာနေချီတန်ဆိုင်ကြာပြန်ဖြေမယ် 我十一点在家，我十一点在家。哎呦，十一啥十点呢？十个的是一呀的。哎呦，十一点啥十点哪一？哎呦，我十点哪一？哎妈西没？我十一点在家，我十一点在家。没办的哪一？哎嘞，你几点？ ရွှေကြောက်ရွှေကြောက်ဆိုတာအိတ်တာနော်ရွှေကြောက်အိတ်တယ်ဒါကလည်း vet တစ်ခုပဲဗျဒါကြောင့်မို့ဒီ skill စုက vet ဖြစ်ရှိရပဲအထူးပြုတာကြီးတင်ရင်ဘယ်နှစ်နာရီထိုးမှရွှေကြောက်အိတ်တယ်ပေါ့မေးဘယ်နှစ်နာရီထိုးအိတ်လဲနေကြီးတင်ရင်ရွှေကြောက်ညကြီးတင်ရင်ရွှေကြောက်အဲ့တော့ကျွန်တော်ပြန်ဖြေမယ်ငါ10နာရီခွဲအိတ်တယ်ဝါ10:30ရွှေကြောက် 我十点半睡着。အဲ့တော့十呀的十点啊哪一半啥的位的位少亏不？အဲ့တော့十点半十哪一亏？十点半睡着了，哎的。我个十哪一亏嘛，哎的。我十点半睡觉。我十点半睡觉。我十点半睡觉。我十哪一亏？哎的。ငါတို့နေ့လယ်2နာရီတွေ့ကြမယ်ဘယ်လိုလဲ 我们中午连点见，好不好？我们中午连点见，好不好？ ဲ့တော့ဝါမန်ငါတို့ကတုံးကိုနေလေပိုင်းပေါ့နော်တုံးကနေလေလျန်တျန်လျန်ကနှစ်တျန်ကနာရီထိုးအဲ့တော့တုံးကိုလျန်တျန်နေလေနှစ်နာရီဒါအခြေစကစူကြီးဖြစ်သွားပြီချင်းစာတွေ့ဆိုတယ်ဒါက verb အဲ့တော့အခြေစကစူက verb ဖြစ်ရှိရအထူးဘူးတယ်တုံးကိုလျန်တျန်ချင်းနေလေနှစ်နာရီတွေ့ကြမယ်ဟောင်ဖို့ဟောင်ဟောင်စရာကောင်းတယ်ပူဟောင်စာမကောင်းဘူးအဲ့တော့အဟုတ်အရင်တွေ့ထားရင်ဒါမေးခွန်းဖြစ်တယ်ဒါပေမဲ့ဒီမှာတော့ကောင်းသလားကောင်းလားမကောင်းဘူးလားလို့ဘာသာမပြန်ဘူးပေါ့နော်အဲ့တော့ဟောင်ဖို့ဟောင်ဆိုတဲ့စကစူကတခြား အเจ้าအရာဝက်ကြတစ်ခုရဲ့နောက်မှာတုံးထားတယ်ဆိုရင်ဒီဝက်ကြကို तू က confirm ပြန်လုပ်ပြီးတဲ့သဘောပေါ့နော်။ तू ရှေ့ကပြောထားတဲ့အတိုင်းကိုမင်းအစင်ပြေမလားသဘောတူမလားလက်ခံမလားဆိုပြီးတော့ confirm ပြန်လုပ်တဲ့အခါမှာကျွန်တော်တို့ဟောင်းဖို့ဟောင်းလို့ပြောတယ်။ပုံမှန်တိုင်းစကားပြောစာအုပ်ဒီမှာဆိုဇမယန်လို့တုံးလေးရှိရလေ။ဇမယန်လို့ဇာယန်လို့ရူခါလို့အဲ့လိုမျိုးတုံးလေးပေါ့နော်။အဲဒီမှာလည်းအဲ့လိုတုံးလို့ရတယ်။ဟောင်းဖို့ဟောင်းနေရမှာဇမယန်လို့တုံးလေးရတယ်။သူ့ရဲ့အတူတော့ဖြစ်တဲ့ မြောက်ပိုင်းလေတံလေးဇာယံဒီလိုပြောလဲရတယ်ပြီးလို့ရှိရင်စာပေဆန်ဆန်အတုပ်လေးဟူဟာဒီလိုသုံးလဲရတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ဟောဖို့ဟောလို့ပဲသုံးပြထားတယ်ပေါ့နော်ဒါလေးကလည်းအသုံးတွင်ချင်တယ်ပေါ့အဲ့တော့ငါတို့နေ့လည်းနှစ်နာရီတွေ့ကြမယ်ဘယ်လိုလဲဝါမန်ဂျုံဝါလင်းတန်ချင်ဟောဖို့ဟောဝါမန်ဂျုံဝါလင်းတန်ချင်ဟောဖို့ဟောအဲနှစ်နာရီအစင်မပြေဘူးဗျသုံးနာရီဆိုရင်ဘယ်လိုလဲလျန်တန်ပူရှင်စန်တန်နော် လျံပြန်နှစ်နာရီထောက်ပို့ရှင်ရှင်ဆိုဖြစ်နိုင်တယ်လို့ပြောပို့ရှင်ဆိုမဖြစ်ဘူးမဖြစ်နိုင်ဘူးဒီလိုပြောတာနှစ်နာရီရတော့မဖြစ်နိုင်ဘူးဗျာတဲ့လျံတည်းပို့ရှင်စမ်းတည်းဆိုသုံးနာရီနားနားဆိုရောဆိုသုံးနာရီဆိုရင်ရောသုံးနာရီဆိုဘလို့လဲအဲစမ်းတည်းဆိုမရန်ဒီလိုပြောလဲရတယ်ဒါမှမဟုတ်စမ်းတည်းနာသုံးနာရီဆိုရင်ရောဒီလိုပြောတာအဲ့တော့နှစ်နာရီထိုးအဆင်မပြေဘူးဗျာသုံးနာရီဆိုရင်ဘလို့လဲပြန်ချိန်လိုက်တာပေါ့နော်လျံတည်းပို့ရှင်စမ်းတည်းနော် 两点不行，三点呢？好比呢？按照第六遍表明，高米，我来都那一阿巴嘞。好，我也三点有空。好。 ဒီနေရာမှာတော့ဟောင်းကကောင်းပြီ okay ဆိုတဲ့အဓိပ္ပာယ်မျိုးသုံးတာတော်ဝကြရဲ့အစားပါဒီလိုမျိုးလေးတလုံးလေးသုံးထားလို့ရှိရင်ဒါကောင်းပြီဆိုတဲ့အဓိပ္ပာယ်ဟာဟောင်းတက်စသဖြင့်သုံးလို့ရတယ်ပေါ့နော်ဝါရဲငါလည်းပဲစမ်းတန်ဆိုသုံးတာယိုခုံယိုခုံဆိုအားလက်တယ်ဟုတ်ပြီနော်ယိုခုံကောင်းပြီဒါက verb တစ်ခုဖြစ်တယ်ဒါကြောင့်မို့အခြေရသူ့ရဲ့ရှေ့အထူးပြုထားတယ်ရဲဒါကလည်း adverb တစ်ခုပဲနော်သူက verb ရှေ့အထူးပြုထားဒါပေမဲ့သူကြတော့ဒီရဲဆိုတဲ့စကားလုံးကများသောဖြင့် subject နာမှာကပ်ပြီးသုံးလို့ရှိရင်ငါလည်းဆိုဝါရဲငါတို့လည်းဆိုဝါမန်းရဲသူလည်းဆိုရင်ထားရဲ ရဲ့စသဖြင့်ပေါ့နော်အဲ့တော့ငါလဲ3နာရီထိုးအားပါတယ်ဟောရဲ့စန်းတျံယုတ်ခုတ်ကောင်းပြီငါလဲ3နာရီမှာအားပါတယ်ဟာဟောရဲ့စန်းတျံယုတ်ခုတ်ဟာဟောရဲ့စန်းတျံယုတ်ခုတ်အားလုံးကိုကျေးဇူးတင်ပါတယ်